မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2008ခုနှစ်စက်တင်ဘာလတုန်းဗရောက်ပွတ်တဲ့စာပေအမှုပညာမဂ္ဂဇင်းအမှတ်16မှာဆရာကြီးတကုံတာယာရေးသားသောစိတ်ကူးရင်တော်လည်ရေးစာရေးဆရာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကြောင်ရလေးကိုပြောပြခင်မှာယခုလိုဘူးတူဒရဝေယကြောင်ရလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ ျွန်တော်ရုပ်ပုံလွှာအဖွဲ့အွယ်ရေးခဲ့ဒီမှာအနှစ်40နီးပါးရှိပြီဟုဆိုနိုင်သည်ပေးစာလက်မှတ်ထိုးပြီးမှပြောစရာမေ့ချင်၍အောက်နာကဖြစ်ရသည့်သဘောမျိုးဆန်ဆန်နောက်ဖြစ်ရေးချင်လာသဖြင့်ပြန်လည်ဖော်ပြနေခြင်းလည်းပါသည်သို့သောစာပြန်ဖတ်ကြည့်တော့လဲကျွန်တော်ရေးဖွဲ့ခဲ့သော ပုံကိုယ်များပေါ်ခန်းစားချက်မပြောင်းထင်မြင်ချက်မပြောင်းရည်ပြီးမှအောင်နာကထပ်ဖြစ်ရသည့်သဘောမျိုးတတ်တတ်မဟုတ်ကျွန်တော်ဤစာပေများကိုပြန်လဲသုံးသပ်ကြည့်သည့်သဘောဖြစ်သည် ရင်းရုပ်ပုံလောအဖွဲ့အစည်းမျိုးဘယ်ပုံရေးပြလာသည်ကိုပြန်လဲတွေ့ရှိချက်သဘောလဲပါသည်သူတို့အကြောင်းပြန်ရေးနေသောအခါခန်းစားချက်အစ်များပေါ်လာတတ်သည်ရေးဖွဲ့ခဲ့စဉ်ကလည်းခန်းစားမှုဖြင့်ရေးခဲ့သည်ကိုအောင်စန်းကိုပါဟိန်ကိုပါဆွေ စသဖြင့်အစစ်လိုက်ဖော်ပြခြင်းမှာခန်းစားမှုခြင်းဆက်ဆက်နေသောကြောင့်ဖြစ်သည်သူတို့၃ယောက်စလုံးမှာအသက်အရွယ်ကမတိမ်မီ ကွာလတနေ့နှစ်နေ့လောက်သာကွာကြမည်ထင်သည်မြမောက်ခေမြမနိုင်ငံရေးသမိုင်းတွင်မိချံဖဲပြည့်၍မရသောဆိုရှယ်လစ်ဝါဒပေါ်အခြေခံသောနိုင်ငံရေးပါတီကြီးနှစ်ခုကိုတီထောင်ခဲ့ကြသည့်ပြီးသူကခေါင်းဆောင်များဖြစ်ကြသည်ကိုညင်း၍ရမည်မထင်ပေသူတို့နှင့်တည်သည်မှာအနည်း90ခန့်ရှိပြီတိုင်းပြည်ကလည်းတည်နေသူများဖြစ်ကြသည်ကျောင်းသားဘဝတဲကခင်မင်ခဲ့သူများဖြစ်၍လဲသူတို့ကိုကျွန်တော်ခန်းစားသလိုရေးချယ်ပြခဲ့ခြင်းဖြစ်သည် ထို့ကြောင့်ပင်မူလကလူကိုလေ့လာခြင်းဟုခေါင်းစဉ်ကဏ္ဍသတ်မှတ်ခဲ့ခြင်းဖြစ်သည်သူတို့သည်နိုင်ငံရေးသမားများဖြစ်၍သူတို့နှင့်ထိတွေ့ခံစားမှုများကိုရေးချယ်သည့်အခါနိုင်ငံရေးနှုတ်ခမ်းကားကလေးများမတော်တဆပါသွားတတ်သည်ကျွန်တော်သူတို့ကိုနိုင်ငံရေးသမားများအဖြစ်အကဲမဖြတ်ကျွန်တော်ရုပ်ပုံလအဖွဲ့နဲ့ရေးသောအခါခင်မင်းသူများထဲမှခင်နှင့်ရှင်ပိုင်ပေါ်ထွန်းလာခြင်းတွင်စိတ်လုံရှားလာကရေးပြသွားတတ်သည်ကျွန်တော်စိတ်ဝင်စားသောသူကိုရွေးချယ်တတ်သည်စာပေအမှုပညာရှင်များလည်းပါသည်ဗမော်တင်အောင် ရုပ်ပုံလွှာ1952ကရေးဖွဲ့ခဲ့သည်ထိုအခါကသူသည်အင်းစိန်ထောင်တွင်း၌ရှိနေစဉ်ကဖြစ်သည်ခေါင်းစဉ်ကိုဗမော်တင်အောင်သို့မဟုတ်နရသိန်ထောင်မှတပုံအကျဉ်းသာဟုတက်ခဲ့သည်ဘရုံမာကြဝင့်အပြုံးရှင်တခင်ပါဟင်းကြောင်ပြန်လဲဖော်ပြတော့အခါကျွန်တော်နဲ့အခင်မင်းဆုံးအရင်ဒီဆုံးနားအလေဆုံးအလိုလားဆုံးမိတ်ဆွေများအနက်ဟူသောဝိသေသကိုတုံးခဲ့သည်ယခုဗမော်တရားကိုလည်းရင်းဝိသေသဖြစ်ပင်တုံးရပေမည် အမှန်အားဖြင့်ကိုတရောင်နဲ့ကျွန်တော်မှာငယ်ပေါင်းမဟုတ်ကျောင်းနေပတ်မဟုတ်1946တာယာမဂဇင်းထုတ်ရန်ပြင်ဆင်နေတဲ့သူ့ထံမှစာချင်းဆက်သွယ်ရေးသိရခြင်းဖြစ်သည်သူရန်ကုန်သို့ပြည်မဆင်းလာသောအခါလူချင်းတွေ့ရဘူးသည်ထိုမှစ၍ခင်ပင်သွားဖြစ်သည်ထို့နောက်ထိတွေ့မှုများလာသည့်အလျောက်ခင်ပင်ရင်းနှီးသွားတော့သည် ကျွန်တော်ထံစာဖြင့်ဆက်သွယ်စဉ်ကပင်သူသည် ကျွန်တော်၏စာများဖတ်ပူးနေသည်ကို တွေ့ရသည် ကျွန်တော်နဲ့မတွေ့ပြီးသူ့အတိတ်ကိုကျွန်တော်မသိကျွန်တော်ကလည်းမဆက်စု သူ့ကိုစာနုရေးသူနိုင်ငံရေးစိတ်သက်ရှိသူတယောက်အဖြစ်သိရင်ကိုတယောက်နဲ့ရင်းနှီးလာသည်သို့တော့ငယ်ပေါင်းကျောင်းနေဘက်တယောက်လိုတယောက်ကိုတယောက်နားလည်လာခဲ့ကြသည်သူစာပေလောကဝယ်ရန်တစ်တော့လုပ်ငန်းကိုစွန့်ကားပြီးမှဆင်းလာပြီးကျွန်တော်နဲ့တွေ့တော့အခါတာယာအတွက်ငွေတွေသုံးမှဟုကျွန်တော်ကိုငွေပုံအပ်ကလေးကသူကျွန်တော်အပေါ်ယုံကြည်မှုကိုအံ့ဩရသည် ကျွန်တော်ကငွေလက်မခံတော့အခါလကပေးစရာမလိုဘူးတတ်တတ်ယုံကြည်ချက်နဲ့အကူညီမှဟုသူကပြောသည် ထိုစဉ်ကတာယာမဂဇင်းကိုရှုမှုအပုံနှက်ဆက်တွင်ရိုက်သည်ကိုတင်အောင်ကညက်နေဘက်သို့ရောက်လာတတ်သည်ခမည်းပြန်ကျန်တာတွေကျွန်တော်ကြည့်ပေးမယ်ခမည်းပင်မနေမယ်ဟုပြောသည်ညဘက်တွင်ကြောက်ရောက်လာတတ်သောပရုဖတ်ချင်းဖောင်ပိတ်ချင်းစသောအလုပ်များကို သူကလုပ်ပေးသည်ထိုအခါတာယာခေါင်းစည်းတွင် တွဲဘက်အဒီတာဗမော်တင်အောင်ဟူ၍တက်ခဲ့သည်သူအရင်ကတွဲဘက်အဒီတာဖြစ်ကိုကြီးဆောင်ရွက်ပေးသူများမှမောင်စီသူနဲ့မင်းရှင်တို့ဖြစ်ကြသည်။နောက်တစ်ယောက်ရှိသေးသည်။သူကတခင်မြတ်တန်း ဘိုးလေးုံကတခင်မြတန်းကိုခေါ်လာကမိတ်ဆက်ပေးပြီးတာယာရဲအီဒီတာခန့်ပေးဖို့ပြောသည်တခင်မြတန်းကိုပထမဆုံးတွေ့ရခြင်းပဲကျွန်တော်ဤမဂဇင်းမှာအီဒီတာအဖွဲ့ဝင်များခန့်ထားနိုင်လောက်အောင်အခြေအနေမရှိသေးကြောင်းရှုံးနေသေးကြောင်းကျွန်တော်တယောက်တည်းအကုန်လုပ်ရရသောလုပ်ငန်းများသာဖြစ်ကြောင်းပြောပြရသည်တခင်မြတန်းမှာထောက်မှထွက်လာကစားစာပေဘက်လှုပ်ချင်နေဟန်ရှိသည်နောင်တခင်မြတန်းသည်မမိုးဆွေဝိထုဖြင့်နမေရကစာပေလောကသို့ရောက်လာသည် တန်လိုက်တက်ကဲ့သို့စာပေယူဆတူတူများလာရောက်စုဝေးတက်ကြသည့်သဘောပဲကိုတင်အောင်တာယာအက်ဒီတာဇပွဲတွင်ရှိနေစဉ်သူနှင့်တခါပဲအဖုထစ်ကလေးနှင့်ကြုံမှုသည်တညက်နေကျွန်တော်စောစောပြန်သွားရာနောက်နေ့မနက်အစောချိန်ပြီးသားစာများကို ကြည့်တော့အခါကျွန်တော်မကြိုက်သောကြပြားတစ်ပုဒ်ပါလာသည်အာနာရန်နဲ့ထည့်လိုက်တာလူကိုယ်တိုင်းလာပေးတာဟင်ဒီကစာရွေတယောက်နဲ့တယောက်နားလည်သွားကြသည်ကိုတင်အောင်မှာအင်မတန်အာနာတတ်သည့်သူသူကချစ်ဖွယ်ရာကောင်းသည့်သူစန့်ကျင်ဘက်ပြောရမှာဝင်လေသည် လူပုံကရုတ်ချော်ချော်အရက်မောင်းကောင်းကောင်းတောင်းတောင်းတင်းတင်းငယ်စဉ်ကစ၍အာကစားသမားလက်ဝဲပင် ထိုးသည်ဟုသူ့စကားရိပ်ထဲမှတည်ရသည်မဟာဆွေဝတ္ထုထဲကဇက်လိုက်ပုံတိုင်းသူဝတ်စားစင်ပုံဟပန်ကအင်္ဂလိပ်ခေတ်ကပုံတိုင်းဟုဆိုရမည်ဘလီဇာကုတ်အနက်ဝတ်လျင်ခောက်ထားသောနားဘက်ကိုလှန်ဝတ်တတ်သည်ခေတ်ပေါ်ဝတ်စားကိုသူမဝဲရှက်အင်ကြီးလက်တို့အကွက်ဝတ်လျင်ပင်ရှေ့စင်ကွက်ကိုသာဝတ်သည်စတူဒီယိုတေးသူနားမထောင်ရှေ့တစ်ချင်းသာကြိုက်သည် ကျွန်တော်နဲ့တွေ့လျင် ရှေးသချင်းကိုသာတီးခိုင်းနေသည်သူကကန်နဝင်စာပေအမှုပညာကိုမျက်နှိုးသည်အင်္ဂလိပ်ရုပ်ရှင်ကြည့်လျင်ကန်နဝင်ဝတ္ထုများကိုရိုက်ကူးသည့်ကားကိုကြည့်တတ်သည် လူကြီးလူငယ်ကပေါ်ပါပေးခြင်းသူနဲ့အတူလမ်းလျှောက်သွားလျင်နေရာတော်တော်နဲ့မရောနှုတ်ဆက်ပြီးရက်စကားပြောနေရသည်နှင့်ခရီးမတွင် သူကချစ်စဖွယ်ရာလူတယောက်ဖဆပလအစိုးရကတော့သူ့ကိုမျက်မုံးကျုပ်ပုံရသည် လေးယုံချာနဲ့သတင်းစာတို့တွင်အရေးကြမ်းသောကြောင့်ဖြစ်မိထင်သည်နိုင်ငံရေးဝေဖန်စာရေးလျင်သူကနည်းနည်းကြမ်းတတ်သည် သူ့ကိုထမင်းဖိတ်ကျွေးမိသူလဲမနေများလာပြီချင်းဖိတ်တိုင်းကျွန်တော်ကိုခေါ်သည်ကျွန်တော်ဒီမရှိကျွန်တော်နဲ့ပါရဂူတွဲနေသည်ကိုသိ၍ကျွန်တော်ကိုဖိတ်တိုင်းပါရဂူကိုပါခေါ်စေသည်သူနဲ့ကျွန်တော်နေရာဝေးတော်လဲတကူးတကလာဖိတ်တတ်သည်ထမင်းကောင်းဟင်းကောင်းကိုသူတယောက်တည်းမစားကျင်သည်သဘောကျွန်တော်ကိုညှာသည့်နေရာတွင်သူ့ပြေနှစ်ယောက်မရှိညနေဘက်မြို့ထဲမှာအိမ်ပြန်ကြလျင်ကျွန်တော်ကိုအိမ်ရောက်ပို့ပြီးမှခရီးအထောက်ခံ၍သူ့အိမ်ပြန်သည်ပြောမရ ဘတ်စကားလူကျက်လူများထိုင်ကုန်တနေရာရှိလေကျွန်တော်ကအတင်းထိုင်စီသည်ဘယ်တော့မှသူ့ကိုထိုင်ခိုင်းရမရသူ့အရက်နဲ့ကုန်းကုန်းကွားကွားမတ်တက်ရက်လိုက်သည်ဘလို့မှပြောရမရသူနဲ့တွားလျင်ညှလုံး၍စိတ်ညစ်ရသည်1986ခုနှစ်ကရှမ်းပြည်နယ်အတူတွားကြရာအောက်မတ်မြို့သို့ညချိန်မတော်ရက်ထားဆိုင်သည်ရထကကြာကြမရဲဆင်းသောအခါလူကျက်၍အပေါက်ဝရင်ပိတ်ဆို့နေရာကိုတေအောင်က ကျွန်တော်ကိုရှေ့ကဆင်းစီသည် သူကနောက်ကကြော်လွှားဆင်းရရာရထားရွှေစင်တွင်မနှဲဆင်းရသည်ပလက်ဖောင်းပေါ်ရန်တိရန်တိုင်းနဲ့ကျွန်တော်တို့ခြေချပြီးတော့ကိုတင်အောင်ပါမလားလူတယောက်ပရင်းပေါက်ကခုံချတာရိတ်ခနဲမြင်လိုက်တယ်အန်ကယ်ဥတင်အောင်လားမသိဘူးဟုအတူလိုက်ပါလာသူတူမလေးကစိုးရိမ်တမ်းနဲ့ပြောသည်ကျွန်တော်တို့တထိတ်ထိတ်ရထားရဲလုံသွားမှတစ်ဖက်မှတန်လန်းကိုဖျက်ကျော်ရေးလာနေသောကိုတင်အောင်ကို လာရောင်အောက်တွင်တွေ့လိုက်ရတော့သည်မဟာဆွေဝတ္ထုတွေကဇက်လိုက်အတိုင်းပဲဒီတော့မှယင်အေးသွားကြသည် ကျွန်တော်သားစုလင်းရွှေညောင်ပွားသွားမှာတည်ကြသည်ဘယ်နာသွားသေးလဲဘာမှမဖြစ်ပါဘူးသူအားနာ၍မပြောတာဖြစ်မည်ယထာထွက်နေစဉ်ဗတင်းမှခုံချရသည်မှာမနာပဲရှိပါမလားကျွန်တော်အပေါ်တွင်ဤမြညတာသည်လူတစ်ဖက်သားပေါ်တွင်ညသည်သူကိုတယောက်နဲ့အတူကျွန်တော်ညောင်တုံးပြမနာအောင်ပန်းကလောတောင်ကြီးဟိုဘုံအင်းလီစသောနေရာများသို့ခရီးအတူသွားခဲ့ဖို့ရာသူညတာပုံကိုပို့တည်ရသည် 1963စာရေးဆရာတမကဖွဲ့စည်းစဉ်ကျွန်တော်ကိုကိုတရားကဥက္ကဋ္ဌလုပ်စေခြင်းသည်အခြေအနေက မပင်ကျွန်တော်ကိုစန့်ကျင်သူတစုကကန့်ကွက်သည်သူတို့ကကိုတရားကိုဥက္ကဋ္ဌတင်သည်ကိုတရားကိုဥက္ကဋ္ဌဖြစ်စေခြင်းထက်ကျွန်တော်ကိုဥက္ကဋ္ဌမဖြစ်စေလိုခြင်းကြောင့်ဖြစ်သည်ဟုနားလည်သည်ကိုတရားလည်းသိသည်ကျွန်တော်လည်းသိသည်ကျွန်တော်ကကိုတရားလုပ်ရန်ပြောသည်သူကငြင်းသည်နောက်ဆုံးတွင်ကျွန်တော်က ခမရဥက္ကဋ္ဌလုပ်တာကျွန်တော်လုပ်တာနဲ့အတူတူပါပဲဟုပြောမှသူလက်ခံသည်တကယ်လဲနှစ်ကိုတစိမ့် စာရေးဆရာတမကကြီးကျညာချက်စာတမ်းမူကြမ်းကိုကျွန်တော်ကရေးသည်သူကလက်ရင်းနဲ့ကိုကသူ့ရေးဟန်လေးထည့်ပြီးတင်ပြရာလက်ခံတည်ပြကြသည်ကျွန်တော်လက်ရင်းမြင်ရင်သူတို့လက်ခံကြပြီမဟုတ်သိကြသည်ကျွန်တော်တို့နှစ်ယောက်ပြုံးကြည့်မိကြသည်ကိုတရားဥက္ကဋ္ဌလောက်တာဟာကျွန်တော်လောက်တာနဲ့အတူတူပါပဲဟုနားလည်ခဲ့ကြသည်မဟုတ်ပါလား1962ကဘာရေးစာပေညီလာခံကြီးတွင်ကျွန်တော်တို့အတွင်း၌ကွဲလွဲမှုအငင်းပွားမှုပေါ်ခဲ့သည်ဆွေးနွေးပွဲများတွင်ကိုတရားသည်ကျွန်တော်ဘက်ကကြီးနေသည် တချို့ကမကျေနပ်ကြကျွန်တော်အပေါ်ပုံကိုကိုယ်ွယ်မှုရှိသည်ဟုသူခမားဝေဖန်ခံရသည်တကယ်ကပုံကိုကိုယ်ွယ်မှုမဟုတ်ကိုတင်အောင်သည်လူညံ့မဟုတ်ကျွန်တော်ကလည်းဘာကောင်းမှမဟုတ်သူကျွန်တော်ကိုနားလေသည်တယောက်ကိုတယောက်နားလေကြသည်ကျွန်တော်ကိုနားလေသဖြင့်ယုံကြည်သည်ကျွန်တော်တို့နှစ်ယောက်ပါဝင်သောစည်းဝေးများတွင်သူပါဝင်စကားပြောရန်ပြောရာသူကကျွန်တော်ပြောချင်တာတွေခမားကပြောနေတာပဲဘာပြောဖို့လိုမှလဲပြီးရောပေါ့ဟုပြောသည်မဂဇင်းတစ်စောင်တွင် တခါကကျွန်တော်ဘာမှမပြီး ကိုတရုံလွတ်လာတော့အခါဖတ်ကြည့်ပြီးသူ့လဲမရေစာဖတ်ပြီးသဘောပေါက်သွားဟန်သူသည်သူ့ကိုကျွန်တော်ကဘာမှပြောသည်မဟုတ်စာပေချစ်လူငယ်အဒီတာတက်များရင်းမဂဇင်းသို့ရောက်လာမှသူနှင့်ကျွန်တော်တိုင်ပင်မထားပဲအတူတူရေးပြသွားကြသည်ကိုတရုံနှင့်ကျွန်တော်တို့ထိတွေ့မှုကိုရေးချက်ရာတွင်ကိုဝဟိနီးတူနားလေဆုံးအလိုလားဆုံးဟူသောဝိသေသကိုခံစားမှုဖြင့်ရေးလိုက်ခြင်းဖြစ်သည် ကျွန်တော်ကိုတယောင်နဲ့တီကျောလာခဲ့ဒီမှာကွယ်လွန်သည်ထိနှစ်ပေါင်း30ရှိပေပြီအခင်မပြတ်ရင်းနှီးမှုမပြတ်သဘောတိုက်ဆိုင်မှုမပြတ်နောက်ဆုံးချိန်ထိယုံကြည်ချက်ချင်းကွယ်လွယ်သည်ဟူ၍မရှိခဲ့စခန်းဆင်စဉ်တိုင်းလက်တွဲမဖြုတ်ခဲ့ဘူးသူအုံနိုင်ရန်ကြားရောက်သွားသည့်အခါသာပျောက်သွားသည်1952ခုနှစ်ကနရသိမ်ထောင်တွင်ရှိစဉ်သူ့ရုပ်ပုံလွှာကိုဒီလိုရေးဖွဲ့ခဲ့သည်တန်တိုင်းအုံနိုင်ရန်ခန်းကသူ၏ဝတ္ထုထဲမှနရသိမ်တောင်မဟုတ်ပလိတ်ယုံကြည်၏ချုပ်ခန်းဖြစ်၏ သူကဖဆပလာအစိုးရ၏အကျဉ်းသားဖြစ်နေလေပြီ။ဝိထုရရှိနရသိန်ထောင်တွဲမှတပုံအကျဉ်းသားမဟုတ်တော့ပြီ။နရသိန်ထောင်တွဲမှတပုံဝိထုဇလန်းကိုစိတ်ကူးလျက်ရှိစဉ်ဝါစိတ်ကူးရင်တော်လိုင်းရေးဆိုင်ဆရာဘွားတွင် ျွန်တော်နဲ့စတွေ့ကြသည်သူစာဖတ်ပြီးသူနဲ့ထိတွေ့စာကသူ့ကိုစိတ်ကူးရင်တော်လရေးသမားစာရေးဆရာဟုမြင်ခဲ့သည်စိတ်ကူးရင်ဟူသောစကားလုံးကို romantic ဟူသောအင်္ဂလိပ်စကားလုံးအဓိပ္ပာယ်ဖြင့်ယူ၍ရေးခြင်းဖြစ်၏စိတ်ကူးတဲ့တွင်မိမိဖြစ်ကျင်သောတော်လရေးသမားဘဝကိုဆိုလိုသည်သူနဲ့တိစာ1948ခုနှစ်တွင်သူ၏ဖုံးမုံတယောက်ထည့်ရဲ့ဝတ္ထုကိုတာယာမဂဇင်းတွင်ဝေဖန်ချက်ရေးရာတွင်စိတ်ကူးရင်ဘက်ရင်းသည့်သဘောရေးခဲ့သည်စိတ်ကူးရင်ဟူသည့်စကားလုံးမှာအထိပယ်မကောင်းမဟုတ် စာပေသဘောတရားရေးရာတွင်စိတ်ကူးရင်စာပေဟုတက္ကနာရှိသည်။ဘာသာပြန်ဝေါ်ဟာရဖြစ်၍မူရင်းစကလုံးကဲ့သို့တော့မတိကြ။ကိုအောင်စန်းကကိုပါဟင်းကိုရိုမန့်စ်ဟုတုံးခဲ့သည်။သူသည်တော်လိုင်းသမားနရသိန်ထောင်မှအကျဉ်းသားပမောက္ခစသည့်ဘဝများကိုနုပြိုစဉ်ကစိတ်ကူးရင်ခဲ့မည်။သူသည်တက်ကြော်သောစိတ်ကူးရင်သမားဖြစ်၍သူစိတ်ကူးရင်ခဲ့သည့်အတိုင်းတကယ်ဖြစ်လာသည်။နောက်ပိုင်းတွင်သူသည်သမိုင်းကြံ တသနာဗေဒကျမ်းသိပ္ပံကျမ်းများပြုစုသည်အရေးသားအဖွဲ့တွင်လည်းဂန္ဝေဟံပါလာသည်တမိုင်းကျမ်းများရေးရင်မှန်တဲ့အရာဆိုရင်ရေးဟံဆွဲလာသလားမသိသူကွယ်လွန်သောအခါကျွန်တော်သည်မမျှော်လင့်သောအလုပ်တစ်ခုလုပ်ပေးရသည်ရင်းတွေကအခြားမဟုတ်သူ၏ဂူပုံစံကိုရေးဆွဲပေးရခြင်းပင်အထက်လေးတက်ကြီးစင်ငယ်လာ၏စင်နာသည်အချိုးကျစင့်ထက်ထားသည် အောက်ဆုံးတက်ကအနက်ရောင်ကြောက်ပြားဆရာကြီးသခင်ကိုတော်မိုင်းဂူဝိမ့်မန်၏လက်ကြံကြောက်ပြားကိုတုံးခွင့်ရသည် အောက်ထပ်အဆင့်များမှာအနီရောင် ကိုအုံးကအကြံပေး၍ခဝင်ကြောက်ကိုတုံးသည် ကိုအုံးမှာစိတ်ရင်းနှန်းတော်နဲ့ကင်မလင်နန်းတော်ဤမြမသာမတ်ကြီးဟောင်းဖြစ်သည်တနေ့လေကိုအုံးကကျွန်တော်တို့နှစ်ယောက်ကိုပန်းစိုးရန်ဟိုတယ်တစ်ခု၌ထမင်းကျွေးသည်သူကားပေါ်အရင်ရောက်နေစဉ်ကိုအုံးနဲ့ကျွန်တော်တိုင်ပင်ဖြစ်ကြသည်ကိုတယောင်ကြည့်ရတာတမျိုးပဲဟုတ်တယ်ကျွန်တော်ဆွေမျိုးဆရာဝန်ရှိတယ်ဟိုတယ်မှာတန်ပြီးတမားတော်ကြီးတန်တန်မောင်းသွားသည်နောက်တနေ့ကိုတယောင်ခန်းနံပါတ်၁သို့ရောက်သွားတော်သည် ိုတင်အောင်ကူကိုကြီးကြပ်ပေးရသည့်ဘိသူကဆရာကိုတင်ငင်းနဲ့တားဖြစ်သူပိုင်းအောင်တို့တထုံမဲ့သွားကကဝင်ကြောက်ကိုတူးယူတည်ဆောင်ခဲ့ကြသည်ကဝင်ကြောက်မှာမိုးတံလေတံနေတံခံရလေတန်ထက်များပါ၍မာကျောတိတ်သည်သည်ဤရဲလာသည်ကိုတွေ့ရ၍ခြေနှက်မိသည်အပေါ်ဆုံးထက်တွင်ရှူဝါရောင်အောက်ခံပေါ်တွင်ကျယ်နေအပွင့်ဆင်သလိုက်သည်။သိပ္ပံပညာမြမမှုစာပေအနုပညာစီလုံးညီညွတ်သောလူလူအင်အားဟူသောသူ၏ရုပ်ပုံလွာကိုကိုစားပြုသည့်တင်ဂေတာဖြင့်ကူကူဖော်ပြခြင်းဖြစ်သည်။ အုပ်ဟုအချောတက်ပြီးတော့ကတွားကြည့်ကြသည်ချစ်မိတ်ဆွေများနဲ့မိသားစုတို့ပါသည်ကိုအုံးကကျွန်တော်ကိုလာခေါ်သည်ကိုအုံးကတောကကြီးပန်းခတ်ယူလာပေးသည်ကူဝရင် ကျွန်တော်တင်ရန်အတွက်ယူလာပေးခြင်းဖြစ်သည်ပန်းခတ်ကအနီရင်အသူဝချသည့်နေရာသူ့မြေနေရာဘေးမှာဓမ္မဒေသံထွက်ပေါ်လာခဲ့သည်ကရင်မျိုးသမီးငယ်များကရွတ်ဆိုကြသည်အမေရိကန်သာသနာရေးတက္ကသိုလ်တစ်ခုမှဘာသာရေးဖွဲ့ရခဲ့သူတိတ်ခါတော်ရဓမ္မဆရာတူကဟောပြောသည်မနက်ဖက်တွင်အိမ်တွင်စွန့်ကြွေးခဲ့သည် ဓမ္မဆရာကကိုတရံကို တိုက်ပြူပြပြူစာရေးဆရာကို ခေါ်သည် လူငယ်များက သူ၏အယိုးအိုးကိုလက်စင်ကန်ဂူတို့အသေးဆောင်ခဲ့ကြသည်တုတ်တံမြေတွင်ပန်းခွေမှပန်းများကျဲပြန့်လျက်ရှိသည်အမျိုးသမီးတို့၏ရင်ဘတ်တွင်ပန်းခွေမှပန်းများအမျက်တနိုးထိုးထားကြသည်ဒီတစ်ခါပဲတွေ့ရဖို့သည်ဂူဘော်တွင်စပယ်ပန်းများလာချတတ်သည်ဟုကြားရသည်ကိုတရံကိုချစ်ခင်သူပေါ်သည် ကျွန်တော်ဒီကိုတရံ၏ဂူဘော်သို့နေမြန်သောတောကပန်းတစ်ခတ်ကိုတင်လိုက်သည် ။တားမိများအလဲမှာသူ၏ဇနီးသည်ကျွန်တော်၏လက်မောင်းကိုကရင်မျက်ရည်တွေ့တွေ့ကြနေသည်။ကျွန်တော်သည်ဂူအထက်ဆင့်ရှိရှီဝါယောင်ထက်မှဂျယ်နီကိုကြည့်လိုက်သည်။ဂျယ်နီသည်နေအောင်အောက်တွင်ဝင်းပါလျက်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Kunda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။